ဖြစ်တော့အဲ့တော့ကွာလည်းဖုန်းကမသွင်းမီဘူးမသွင်းလည်းမသွင်းမီရောဖုန်းကအားကုန်သွားသူကအဲ့နဲ့သူဖုန်းဆက်လာလုံးဝဆက်လို့လည်းမရအမအိမ်ပြန်ရောက်မှဆက်လိုက်တယ်ဘာလို့ဖုန်းကကုန်သွားလို့လို့ဟိုကအားကုန်သွားတော့ဖုန်းပိတ်သွားတော့မသိလိုက်ဘူးလို့လည်းမပြောအဲ့နဲ့နောက်နေ့ကျတော့ကျိုးတထုပ်ကြီးရောက်လာအားသိမို့လဲအဲ့လိုပေးလဲကိုကအမြဲတမ်းမေ့ရပဲ baby take a chance cuz i want this to be something လုတ်ချင်တဲ့ career ရရအများကြီးရှိရပါဘူး။ကိုကအဲ့လိုမျိုးတစ်ချိန်လုံးစိတ်ကူးရင်နေလို့ဆိုတော့ဇလန်းနေစိတ်ကူးရင်လိုက်ကိုကဟိုဟိုဟိုနေရာမှာနေကြည့်လိုက်ဒီနေရာမှာနေကြည့်လိုက်အဲ့လိုမျိုးဆိုတော့ဝိထုဖိုင်လည်းအဲ့လိုမျိုးပဲဆိုတော့စာဖတ်ရင်ဖြစ်ဖြစ်ရုပ်ရှင်ကြည့်ရင်ဖြစ်ဖြစ်ကိုက character မျိုးစုံနေရာမှာနေကြည့်ရဆိုတော့လုတ်ချင်တဲ့ character ရအများကြီးပေါ့ဒီနေ့ကတော့ဒီ60တန်လန်းက remix ဆိုင်ခွဲလေးပေါ့နော်အဲ့ဒီ mandalay ဟုတ်အဲ့ဒီဆိုင်ခွဲလေးဖွင့်ပွဲပါရှင်ဟုတ် ဘယ်လိုခံစားရလဲဆိုတော့ဘာဖြစ်ဖြစ်ဒီလိုဟိုစိုင်ခွဲအစ်စ်တွေအများကြီးဖွင့်နိုင်တော့ပျော်တာပေါ့အဲဘာလဲဒီလေရတော့လိုချင်တာလေးကိုယ်တိုင်ငယ်ချင်တာလေးပါလားအမပေါ့မအမြင်နဲ့ပြောက်တယ်လိုချင်ပေါ့ဗတ်မယူချင်တာဟလာอืมတော်လျာပါဖြစ်တယ်ဒါပေမဲ့အမြင်နဲ့လည်းမမိတယ်အမြင်နဲ့လည်းကြံခဲ့ပြီးအားလည်းအမြင်နဲ့ကုန်တယ် ွဲတော့မဟုတ်ဘောဒီဟိုဟာဖုန်းအားကုန်တာနဲ့ပတ်သက်တဲ့အလွဲလေးတော့ရှိဘူးတယ်ဟိုဟာဟိုဟာပေါ့အမမျိုးသားနဲ့ရီးစားဖြစ်တော့အဲ့တော့ကွာလဲဖုန်းကမသွင်းမီဘူးမသွင်းလဲမသွင်းမီရောဖုန်းကအားကုန်သွားသူကအဲ့နဲ့သူဖုန်းဆက်လာလုံးဝဆက်လို့လည်းမရဘူးနောက်တော့အမအိမ်ပြန်အောင်မဆက်လိုက်တယ်ဘောလို့ဖုန်းကကုန်သွားလို့လို့ဟိုဟာအားကုန်သွားတော့ဖုန်းပိတ်သွားတော့မတိလိုက်ဘူးလို့လည်းမပြောအဲ့နဲ့နောက်နေ့ကျတော့ကျိုးတထုတ်ကြီးရောက်လာအပင်မို့လေအဲ့လိုပေးလဲကိုက အမြဲတမ်းမေ့ရပဲအဲ့လားအာသွင်းရမှာကွာလဲပြင်းတာနဲ့ပါဝါဘက်ဆိုလို့ရှိရင်လည်းအဲ့လိုပလက်ပလက်ထိုးလိုက်ရမှာနည်းနည်းပြင်းတယ်နောက်ကကက်တဲ့ဟာလေးဆိုတော့အမနဲ့ပို့အဆင်ပြေတယ်ပေါ့စိတ်စိတ်မချလို့အများကြီးချစ်တာစိတ်မချလို့လည်းတော့မသိဘူးအဲ့တော့ကစိတ်ပူတာလည်းပြင်ပြမှာခုတော့လည်းစိတ်မပူတော့တော့တင်းအမသုံးပြပါတယ်ဒီပါဝါဘက်ဆိုလို့ရှိရင်ဒီက သုံးဖြစ်တယ်အာသွင်းကျိုးပေါင်းဝပန့်လေးတွေကတော့ဒီကသုံးဖြစ်တာများတာပေါ့လေနှစ်ချက်ကလေးဟိုးတော့ကတော့ပို့ပြီးတော့နှစ်ချက်ငယ်တော့ကတော့နှစ်ချက်ပို့ကြိုက်တယ်ဆိုတော့အဲ့လိုအုပ်တဲ့နှစ်ချက်လေးဆိုရင်ရန်သဘောကြတော့အဲ့ဒါလေးကတော့ရန်သုံးမြောက်အခုနည်းနည်းကြီးတော့တာဟိုအုပ်ထားရင်ကြတော့နည်းနည်းလူတွေကိုမလေးစားဘူးပါညာအဲ့လိုမျိုးဖြစ်မှာဆိုတော့ငယ်ငယ်ကတော့ဟိုကတယောက်တည်းကိုယ့်ဘက်သားကိုဆိုတော့အဲ့လိုလေးပို့သုံးဖြစ်တာမတူဘူးအရွယ်လိုက်ပေါ်မှာလို့ရအဲအခုနောက်ပိုင်းကတော့အမဆိုင်လေးလေးဖွင့်လိုက်တော့လေဟောပါပြပွဲလေးတွေလောက်တယ်နောက်တော့ဟို ဟန်ကောက်မှာလည်းပြပွဲလေးလုပ်တယ်လေဟုတ်တယ်အဲ့ဟာလေးအဲ့ဘက်လေးပေါ့အဲ့ဟာလေးလည်းလုပ်တယ်နောက်တော့ဒီဘက်မှာဇလန်းတွဲလေးတခုလည်းလေးလပိုင်းလောက်ရိုက်ဖို့စီစဉ်ထားရလေဆိုတော့ဇလန်းတွဲလေးလည်းမသိတော့မသိချာသေးပါဘူးအမရိုက်ဖို့အတွက်ဟိုကြိုးစားနေပါတယ်ဟုတ်ကရက်တာတော့လေအမအတွက်ဟို challenge ဖြစ်မဲ့ဟာလည်းရိုက်ချင်တယ်အဲ့လို challenge လည်းဖြစ်ရမယ်နောက်တစ်ခုကကြာလည်းကို့အရွယ်နဲ့လည်း like ရမယ်ပေါ့နော်ကို့အရွယ်နဲ့လည်း like ရမယ်နောက်တစ်ခုကကို့ character နဲ့လည်း ိုကိုကိုက်တဲ့ဟာလည်းဖြစ်ရမှာပေါ့အဲ့လိုမျိုးကိုလည်းတချို့ဟာကြတော့လည်းလုံနိုင်တာကိုပဲလှုပ်ချင်တော့တဲ့သူရှိသလိုအမကြတော့လည်းနည်းနည်းလေး challenge ဖြစ်တဲ့ဟာမျိုးကိုလည်းပို့ပြီးတော့လှုပ်ချင်တာပေါ့နော် လုတ်ချင်တဲ့ character ကအများကြီးရှိရပါဘူး။ကိုကအဲ့လိုမျိုးတစ်ချိန်လုံးစိတ်ကူးညင်နေတယ်ဆိုတော့ဇလန်းနေစိတ်ကူးညင်လိုက်ကိုကဟိုဟိုဟိုနေရာမှာနေကြည့်လိုက်ဒီနေရာမှာနေကြည့်လိုက်အဲ့လိုမျိုးဆိုတော့ဝိထုဖိုင်လည်းအဲ့လိုမျိုးပဲဆိုတော့စာဖတ်ရင်ဖြစ်ဖြစ်ရုပ်ရှင်ကြည့်ရင်ဖြစ်ဖြစ်ကိုက character မျိုးစုံနေရာမှာနေကြည့်ရဆိုတော့လုတ်ချင်တဲ့ character ကအများကြီးပေါ့။ဒါပေမဲ့ခုနကပြောသလိုကို့အရွယ်နဲ့လည်းလိုက်ရမယ်ကိုနဲ့လည်းလိုက်ဖက်တဲ့ character လည်းဖြစ်အောင်ပါအဲ့လိုမျိုးလေ။ဟာရီချပြသွားမလို့ဆိုတော့ဘယ်လိုပြောရမလဲတစ်ခါလေးကြားလို့ရှိရင်လည်းငငယ်တော့ ဟိုပြိသက်ကြီးကြိုက်တာကြိုက်မထင်တာလေးကိုအဲ့လိုမျိုးစဉ်းစားမှာပေါ့နော်နောက်ပိုင်းကျတော့ဟိုကို့အတွက်လည်းအမှတ်တရဖြစ်မယ်သူတို့အတွက်လည်းကို့ကိုကြည့်ရဆိုလို့ရှိရင်ဟောပေါ့ပညာတစ်ခုခုရမဲ့ဟာမျိုးပေါ့နော်သူတို့အတွက်တစ်ခုခုခံစားလို့ရမယ်ချိန်ခဲမဲ့ဟာမျိုးပဲကိုပို့ပြီးချင်တာပေါ့အဲ့လိုမျိုးလေးကို့အတွက်လည်းကို့အဲ့လိုပဲပို့ပြီးတော့အလေးနဲ့ထားပြီးတော့ပို့ပြီးတော့လုပ်ချင်တာပေါ့ဟုတ် knowledge ဖိုင်နဲ့ပတ်သက်ပြီးတော့ခြံနာပေါ့ တယ်ငငင်းတော့ဥမာနည်းနည်းအချစ်ကိုယူမှုဖြစ်တယ်လို့ကြီးလာတော့ကြာတော့နည်းနည်းပို့ပြီးတော့မကျူးပဲဖြစ်တဲ့အပိုင်းပို့ပြီးတော့ကြိုက်တာပေါ့နော်အဲအဲ့ဒါကြာတော့အရွယ်ပေါ်မှာမူတည်ပြီးတော့မတူရတာပေါ့အဲ့လိုသဘောပါပဲဟုတ်ဟုတ်ကဲ့ပါ remix ဆိုင်ဖွင့်ပွဲဒီဒီဆိုင်ဖွင့်ပွဲပြီးသွားတဲ့အချိန်မှာနောက်ထပ်ဆိုင်နေဆိုင်နေအများကြီးအများကြီးလည်းထပ်ဖွင့်နိုင်ပါစေလို့ဆုတောင်းမိလိုက်ပါ